တမ်းကြီးအုတ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုခေါ်တာကတိသုံးပါးဆိုတာလောကကဘာလူသားတွေမှာယမယံခါကြုံတွေ့နိုင်တဲ့ အချင်းနေဇောကြီးတွေဘေးဇိုးရံဇောကြီးတွေလို့တို့ပြောတာเนาะကဲဒါဖြင့်ဒီလိုဘေးဇိုးရံဇိုးကြီးတွေဟာဘသူ့အကြောင်းလောကမှာဘေးအန္တရာယ်တွေပေါ်ထထလဲလို့အဖြေရှာတဲ့အခါမြတ်စွာဘုရားကတုတ်တန်တစ်ခုမှဟောထားတယ်အဲမြတ်စွာဘုရားဟောထားတဲ့တုတ်တန်အရာဆိုလို့ရှိရင်ယာနိကာနိစီ ိခဝေဘယာနိဘာလာတော့ဥပ္ပစ္ဆန္တိနောပဏိတတော်တဲ့လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူဆိုးကိုခုခေတ်လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့အထဲမှာလိမ်မာပြီးတော့မတိတတ်တဲ့လူလေလိမ်လူမိုက်ပဲ လိမ်တော့လိမ်ပါတယ်မသိတတ်ဘူးအသိဉာဏ်မရှိတဲ့လူကလည်းပဲလူမိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့မေးလို့ရှင်လုံးဝအသိဉာဏ်ကင်းမဲ့တဲ့နလဘိန်းတုံးတွေကိုလူမိုက်လို့ခေါ်တာပဲသူတို့ကထင်ရှားလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဟောအကြောင်းအကျိုးအကောင်းဆုံးမသိဘူးမသိတဲ့အခါမှာသူတို့လုံးသမျှတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ် အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင်လူမိုက်ဆရာစကားနားမထောင်လူမိုက်ဆိုးဆိုးသွန်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်မဟုတ်ဘူးအဲ့ဒါလောက်တယ်မကဘူးလူမိုက်ဆိုတာအဲ့ဒါကြောင့်မို့လူမိုက်ရဲ့အဓိပ္ပာယ်ကိုပေါ်တဲ့ခံမာတဲ့ ဘယ်လိုအဓိပ္ပာယ်တွေပေးတုံလို့ဆိုဘာလဆိုတဲ့စကားလုံးမှာဘာဆိုတာနှစ်ကနန်းကိုပြောတာလာဆိုတာကဖြည့်စည်တယ်အကျိုးနှမျိုးကို ဖြည့်စည်တယ်ပစ္စုပန်ဘဝအကျိုးလည်းဖြည့်စည်တယ်နောင်ဘဝအတွက်အကျိုးလည်းဖြည့်စည်တယ်ဆိုလိုတာကဒီဘဝကောင်းစားရေးကိုလည်းဖြည့်စည်တယ်နောင်ဘဝကောင်းစားရေးကိုလည်းဖြည့်စည်တယ်ပေါ့ မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြည့်ဆည်းပြစ်သူနောက်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြည့်ဆည်းပြစ်သူအဲ့ဒီပုံကမျိုးကိုပါလာလို့ခေါ်တယ်တာက definition တစ်ခုဟောနောက်တစ်ခုကအကျိုးမဲ့နှစ်မျိုးကိုရယူထပ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်ဘဝမှာအကျိုးမဲ့ဖြစ်တာနောင်တန်တရာမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကို ရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလပဲတဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကတော့ဘာလို့လို့ဆိုရင်နှကောင်းကလေလေထွက်လေဝင်လေလေအသက်ရှူယုံရှူပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဒီမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိပဲနဲ့အသက်ရှူယုံများအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲသူက သူလုံးသမျှအများအတွက်ဒုက္ခတွေဖြစ်ဖြစ်တတ်တယ်ကော။တိုင်းပြည်တပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကြတယ်။အဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနီလန်းကြကြကိုချင်းတရား မဖောက်ဖြစ်ဖ ೇನೆ တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်။အဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရားပြက်ပြားပြီးတော့ ဒီတရားနိလမကြတော့ဘူးဖောက်ဖြက်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုကျင်တရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းနေကိုကျင်တရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုကျင်တရားပြက်ပြားရင်မင်းမှုတန်းကိုကျင်တရားပြက်ပြားလာ မင်းမူရန်ကိုခြင်းတရားပြက်ပြားရင်ဘသူတွေကိုခြင်းတရားပြက်ပြားတော့ဆိုဒီအနိကဆုံးเนาะတိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုခြင်းတရားပြက်ပြားလာအဲ့ဒီပုဂ္ဂိုလ်တွေကိုခြင်းတရားပြက်ပြားပြီဆိုရင်တနင်္ဂနွေလုံးကိုခြင်းတရားပြက်ပြားတယ်ခွင်းဆက်ပဲဒါရှောင်ရှားလို့မရဘူး အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတုပ်သွားတဲ့ခံမှာတဲ့ရှေ့ဆောင်နွားလာကဖြောင်းဖြောင်းသွားလို့ရှိရင် နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းဖြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာเนาะအဲ့ဒီမှာတပ်ပံရထံဒုက္ခံသေတိရာဇာစေဟောတိအဋ္ဌမိကောတဲ့ တမ်းပြီအုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုခေါ်တာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအတ္တမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခတွေလူနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက် အခုလိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေရယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမူရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နေဆက်တဲ့ပုဂ္ဂိုလ်တွေကကိုကျင်တရားပြပြလာတယ်နောက်ဆုံးတိုင်းသူပြည်သားအားလုံး ကိုကျင်တရားပြပြလာတယ်တဲ့အဲ့ဒီလိုပြပြလာလို့ရှိရင်ဒီရင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလို ဖြစ်တဲ့အချိန်မှာ ဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားကဝိတမံစန္ဒိမသူရိယပြိဝတန်တိအဲဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူကြီးကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပြိဝတန်တိလရေနေတွေ ဒီစัจ java လာတစ်ခုမှာလှက်ပတ်ပြီးတော့နေတဲ့အနေအထားတွေဟာပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုခုလည်းပြောကြတာပဲလေဂျိုကြီးကပဲပဲရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်နော်လမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုကျင့်တရားပြက်ပြားလာလို့ရှိရင်လတွေနေတွေဟာတောင်းနေကြလမ်းကြောင်းမဟုတ်ပဲနဲ့လမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လတွေနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင် နက်ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြည့်ပြားမှုကနေပြီးတော့ဆက်နွယ်လာတာဩလာတွေနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက်ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက်ခတ်တာယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေတွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့ဒါဖြစ်နေတွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင် လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွတ်လွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တယ်တဘာဝကြီးဟာလွတ်ချော်ကုန်အဲခုခေတ်မှာတော့ပိုဆုံးလွာပါလို့ဘာဖြစ်လို့တို့ဒီပြင်းအကြောင်းနေတာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြာနော်လူတွေဖြက်စီးလို့တဘာဝပတ်ဝန်းကျင်ပြက်စီးလာ ဖြက်စီးတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာ တ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမှန်တမ်းထင်ရှားတာပေါ့